အရွယ်မတိုင်ခင်အိုမင်းရှင်းရော်တာကိုဘယ်လိုကာကွယ်လို့ရနိုင်မလဲ ပရိသတ်များရှင်အသက်အရွယ်ကြီးရင်လာခြင်းကိုခြေတို့အားလုံးအနေနဲ့ကတော့မလွဲမသွေကြုံတွေ့ရမှာပါပဲ။ငယ်ရွယ်စဉ်အချိန်မှာ တကိုရည်ချမ်းမကြီးကိုဂယူးဆိုင်ခဲ့ခြင်းမရှိဘူးဆိုရင်အရွယ်မတိုင်ခင်အိုမင်းရင်ရောင်မှုတွေနဲ့ရင်ဆိုင်ရနိုင်ပါတယ်။အရွယ်တင်မှုပြိုစေဖို့အတွက်အသားရည်ထိန်သိမ်းတဲ့ပစ္စည်းတွေသုံးတာတည်းမဟုတ်ပဲနေ့စဉ်နေထိုင်စားသောက်မှုပုံစံအလည်းအရေးကြီးပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာအရွယ်တင်မှုပြိုစေဖို့အတွက်လှုံ့ဆော်တဲ့နေလန်းတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ ရယ်။နံပါတ်၁စိတ်ပြစီမှုတွေကိုလျှော့ချပါစိတ်ပြစီမှုတွေကိုလျှော့ချခြင်းဖြင့်အသက်ရှည်ကျန်းမာစေမှာဖြစ်သလိုခေါင်းကိုက်ခြင်းဖျားနာခြင်းစိတ်ထကြခြင်းစတဲ့ရောဂါဝေဒနာတွေဖြစ်ပွားမှုကိုလည်းကာကွယ်နိုင်မှာဖြစ်ပါတယ်။ဒါအပြင်စိတ်ပြစီမှုများလာရင် အရေးအကြောင်းတွေအတိတာလာပြီးတော့အရွယ်မတိုင်ခင်မှာအိုမင်းရင်ရော်စေမှာဖြစ်တာကြောင့်တန်းနိုင်သလောက်စိတ်ပြစီမှုတွေကိုလျှော့ချသင့်ပါတယ်။ နံပါတ်1ကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေစားပါ နေတိုင်းဟင်းသီးဟင်းရွက်တည်တည်ဝလံနဲ့အသားငါစုံလျောင်စားဖို့ဆိုတာပြောတာသာလွယ်ပေမဲ့လိုက်စားဖို့ကခက်ပါတယ်ချိုးတဲ့ရမုတ်တွေအသင့်စားအစားအစာတွေစီကြော်တွေအငံစာတွေကိုလည်းစားမိနိုင်ပါတယ်အဓိကကတော့ကျမ်းမာရေးနဲ့မညီညွတ်တဲ့စားစရာတွေကိုတော်သိအောင်လောက်သာစားပြီးတော့ဟင်းသီးဟင်းရွက်အသီးနှံတွေကိုများများစားဖို့လိုပါတယ်အသီးနှံတွေကိုစားပေးခြင်းအပြင်အမြင့်တက်ဗီတာမင်ဒန်နဲ့အန်တီအောက်ဆီဒန့်တွေရနိုင်တာကြောင့်မို့လို့အသာ ားရည်ဆိုပြစီပြီးတော့အရေးအကြောင်းတွေကိုလည်းလျှော့ပါစီပါတယ်။နံပါတ်3ဆလိမတောက်ပါနဲ့ဂျမ်းမာစီဖို့နဲ့အသက်ရှိရှိနေဖို့အတွက်အဓိကတစ်ချက်ကဆလိမတောက်ဖို့ပါ။ဆလိတောက်တာကနှလုံးယောဂါနဲ့အဆုတ်ယောဂါတွေကိုဖြစ်စေနိုင်ပြီးတော့ ။အိုမင်းရောက်ခြင်းဖြစ်စဉ်ကိုလည်းမြန်ဆန်စေပါရယ်။ငယ်တော့မှတိတ်မတိတာဟုဆိုပေမဲ့အရွယ်ရောက်လာတဲ့အခါရွယ်သူတွေနဲ့ရှင်ရင်သိတာလာမှာပါ။စလေးတောက်တဲ့ပမာဏများလေအချိန်အတိုင်းသာကြာကြာတောက်လေအရေးပြားမှာအရေးချောင်းတွေပိုများလာလေလေဖြစ်မှာပါ။စလေးတောက်တာကမျက်နှာမှာအရေးချောင်းဖြစ်စေတာအတိသာဆုံးအချက်ဖြစ်ပါရယ်။နံပါတ်၄အားကစားလုပ်ပါ အသက်ရမရွေးအားကစားလိုက်စားတတ်ပါတယ်ငငယ်ကလေးကအားကစားလိုက်စားခဲ့တဲ့သူဆိုရင်သူကတစ်ချိန်မှာသူနဲ့ရွယ်သူတွေနဲ့ရှင်ရင်တိတိတသာကြီးနုပြိုဖြက်လက်နေမှာဖြစ်ပါတယ်အားကစားလို့ဖို့နောက်ကျတယ်ဆိုတာမရှိလို့အားငယ်စရာတော့မလိုပါဘူးတနေ့ကို အချိန်နဲ့နဲ့စီပေးပြီးတော့လှုပ်သွားပါလေ့ကျင့်ခန်းလုပ်ခြင်းအဖြစ်ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တွေကောင်းမွန်လေပက်လာစီမိန်ချက်သားတွေတန်မာလာပြီးတော့အသားရည်လည်းကျဉ်လင်လာပါလိမ့်မယ် နံပါတ်က8ချိန်ပြေးဝအောင်8ပါ8ချိန်ကလူပြိုကျနေသူတိုင်းအတွက်အရေးကြီးပါတယ်အိနေစင်မှာအရေးပြားက collagen ထုတ်လုပ်မှုဆဲပြူရင်မှုစတာတွေကိုညီလုံးဆောင်ပေးတဲ့ဟော်မုန်းတွေထွက်လာတာကြောင့်ပါလူလယ်ပိုင်းတွေအတွက်8ချိန်အနည်းဆုံး7နာရီ9နာရီရှိရပါမယ်8ချိန်မပြေးဝရင်အသားရေ6လာတာအရေးကြောင်ဖြစ်တာဝက်ချံထွက်တာတွေဖြစ်လာပါလိမ့်မယ်ပြေးွားတဲ့အိတ်ချိန်ကိုရဖို့စိတ်ရောလူရောအနာပေးပါအိတ်ခါနေဘာမှမစဉ်းစားပါနဲ့ဖုန်းစကရင်မကြည့်ပါနဲ့ ။နံပါတ်6အရက်မတောက်ပါနဲ့။လူလပိုင်းရွယ်တွေမှာအရက်သေးစားနဲ့မကင်းတဲ့သူများပါတယ်။ဒါပေမဲ့အရက်ဆိုတာဂျမအေးရအသေးကင်ဆာစီးကြိုသွေးတိုးနှလုံးစားတဲ့ယောဂါတွေဖြစ်စေမှုနဲ့ဆက်ဆက်နေပါတယ်။မညံချဆင်းလာတာ၊စိတ်တက်ကြတာ၊ကိုယ်ခံအားကျဆင်းပြီးတော့အလွယ်တကူဖျားနာတာတွေဖြစ်စေပါတယ်။အရက်တောက်ချင်းကရုံးရင်စီပြီးတော့အချိန်မတိုင်ခင်အိုမင်းခြင်းကိုလည်းဖြစ်စေပါတယ်။ အခုပြောပြတဲ့အချက်လေးတွေကိုလိုက်နာမယ်ဆိုရင်တော့ဂျမားရေးအတွက်အကျိုးကျေးဇူးဖြစ်စေတဲ့အပြင်အရွေးမတိုင်ခင်မှာအိုမင်းရင်ရုံမှုကိုလည်းကာကွယ်နိုင်မှာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ့်ဤဂျမားခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးတစ်စုံတစ်ရာရှိစေတယ်ဆိုရင်တော့ like and share လေးနဲ့မျှဝေပေးသွားဖို့အတွက်အားလုံးကိုတောင်းဆိုချင်ပါတယ်ရှင်။